ကဲကိုရီအမိုက်ပုံးနဲ့ဖုန်ပစ်လိုက်ကြရာရီအဲ့ဒီနောက်ပဲကိုရောက်သွားလဲဘာရီဆက်ဖြစ်လဲဆိုတာကိုစိတ်ဝင်စားဘူးကြလားဒီနေ့တော့အဲ့ဒီအမိုက်ပုံးရဲ့တပတ်ချမ်းမှာတကယ်ရှိနေတဲ့ကြီးမားတဲ့ဇလန်းတပုတ်ကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီမိခုံးကတော့ဒီနေ့ကျွန်တော်တို့အဓိကပြောမယ့်အကြောင်းအရာပါပဲကိုရီရဲ့အမိုက်ဒီကိုတကယ်တမ်းဘယ်သူတွေကပြန်သုံးလို့ရအောင်လုပ်နေကြတာလဲအဖြေကထင်ထားတာတက်အများကြီးပိုရှုထွေးနေနိုင်ပါတယ်ဟုတ်ပြီ အရင်ဆုံးတော့ဒီပြဿနာဘလောက်တောင် ကြီးမားနေပြီလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်။ကျွန်တော်ရဲ့ကဘာကြီးဟာအမိုက်တီနဲ့တကယ်ပဲနင်းမုတ်နေပြီလို့ပြောလို့ရပါတယ်။ဥလသမကပုံဝန်းကျင်အစီအစဉ်ကတော့ဒီပြဿနာကိုအုတ်ချုံမှုပိုင်ဆိုင်ရာပြက်ခွက်မှုလို့သုံးနှုန်းထားတယ်။ဆိုလိုတာကဒါဟာလူတစ်ယောက်ချင်းစီရဲ့အမားကြီးပဲမဟုတ်ဘူးပေါ့။အထူးကတော့အစိုးရတွေရဲ့ထိရောက်တဲ့မူဝါဒလေးမရှိတော့ပြီးတော့အခု PC ကိုထုတ်ပြီးရင်တာဝန်မယူတော့တဲ့ကုမ္ပဏီကြီးတွေရဲ့စနစ်တကျလိလူရှုမှုတွေကြောင့်ပိုဆိုးလာရတာပေါ့။ ဆိုတော့အဲ့ဒီစီမံခန့်ခွဲမှုလဲချော်နေတဲ့အမိုက်တွေကနေဘာတွေဆက်ဖြစ်လဲအများကြီးပါပဲမြို့ပြတွေမှာအမိုက်တွေတောင်းလို့ပုံလာတော့မြေထုရေထုလဲထုအကုန်မြင်းမြန်းကုန်ရောပြီးတော့အဲ့ဒီအမိုက်ပုံကြီးကနေချက်တဲ့မြည်တင်းတက်ကွေလိုဟာတွေကကဘာကြီးပူနွေးမှုကိုပိုဆိုးစေတယ်အဆိုးဆုံးကတော့အဲ့ဒီအမိုက်တွေကနေတဆင့်ယောဂတွေပြည့်ပြီးလူတွေရဲ့ကျဲမာရေကိုတိုက်ရိုက်ချင်းချောင်းနေတာပါပဲဟုတ်ပြီအဲ့တော့ဒီလောက်ကြီးမာရပြက်တနာကိုအစိုးရတွေကတော့ဘာလုပ်နေလဲ သူတို့သုံးနေတဲ့တရားဝင်မူဝါဒတွေကဘာတွေလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်သူတို့သုံးတဲ့အဓိကမူဝါဒတစ်ခုက EPR လို့ခေါ်ပါတယ် Extended Producer Responsibility ပေါ့နာမည်ကနေနေရှုပ်တယ်လို့ထင်ရပေမဲ့သဘောတရားကရှင်းရှင်းလေးပါပဲကုမ္ပဏီတစ်ခုက PC တစ်ခုထုတ်လိုက်တယ်ရောင်းလိုက်တယ်ဒါနဲ့ပဲသူတို့တာဝန်မပြီးဘူးအဲ့ဒီ PC ကအမိုက်ဖြစ်သွားတဲ့အချိန်ထိသူတို့မှာတာဝန်ရှိတယ်ဆိုတဲ့သဘောပါပဲဒီမူဝါဒကတာဝန်ယူမှုကိုအကြီးအကျယ်ပြောင်းပစ်လိုက်တာပါ အရင်ကဆိုအမိုက်သိန်းနဲ့စွေကိုအခွန်ထမ်းပီသူတွေကပေးရတယ်။စီဗင်တာယာကတာဝန်ယူတယ်။အခု EPR အရဆိုရင်တော့အဲ့ဒီကုန်ကြစည်တွေက PC ကိုထုတ်လုပ်တဲ့ company စီကိုတာရက်ရောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီတော့ဒီမူဝါဒရဲ့အဓိကရည်မှန်းချက်ကဘာလဲ။အရန်စိန်ဝင်စားဖို့ကောင်းပါတယ်။ထုတ်လုပ်သူတွေဘက်ကပိတ်ဆံကုန်လာတဲ့အခါမှာသူတို့လည်းစဉ်းစားလာရတော့တာပေါ့။ကိုပီစီကိုစက်ထုတ်ကလေးကပြန်တုံးလို့လွဲအောင်အစစ်အထုံနေအောင်ပို့ခိုက်ခန့်အောင်ဘလို့ဒီဇိုင်းဆွဲမလဲဆိုတာပေါ့ eco design လို့ခေါ်တဲ့ပတ်ဝန်းကျင်နဲ့တဟဇာတဖြစ်တဲ့ design တွေကိုဖန်တီးလာဖို့တွန်းအားပေးလိုက်တယ်လို့ပါပဲ။ကဲဇလန်ကဒီမှနေမပြင်းပြီးသေးပါဘူး။စိတ်ဝင်စားစရာအကောင်းဆုံးအလက်အပြောင်းကအခုမှစမှာပါ။ကမ္ဘာအမိုက်ပြည်လေးအုံပြွေးလုပ်ငန်းကြီးရဲ့နောက်ွယ်ကလူတွေတိတ်မမြင်ကြတဲ့လူဒီနဲ့သူရဲကောင်းတွေအချောင်းပြူတရားချင်ပါတဲ့။2006ခုနှစ်ကလည်လာမှုတစ်ခုမှပြောထားတာကဖွင့်ပြောဆဲနိုင်ငံအများအပြားမှာတို့ဟာအဓိကကြရဲ့ပြန်လည်အပင်တို့ပြူရေးစနစ်ထစ်ကြပါတယ်တဲ့။ ဒီမှာပြောတဲ့သူတို့ဆိုတာကတရားမဝင်အမိုက်ကောက်သူတွေကိုယဉ်ညွန်းတာပါသူတို့သာမရှိရင်အဲ့နိုင်ငံတွေရဲ့ recycling လုပ်ငန်းတွေလုံးဝရပ်သွားနိုင်တယ်ဆိုတဲ့အတိပဲပါပဲသူတို့ရဲ့လုံဆောင်ချက်တွေကတန်ဖိုးကြီးရဲ့ဆိုပေမဲ့သူတို့ရဲ့ပွားတွေကတော့တကယ်ကိုစန့်ကျင်ဘက်ပါပဲတစ်ဖက်မှာကြည့်ရင်သူတို့ကြောင့်မျိုးတွေမှာအမိုက်သိမ်းစိတ်တက်တာတွေပတ်ဝန်းကျင်ကိုအကျိုးပြုတယ်လူတန်းပေါင်းများစွာအတွက်အလို့အကန့်ခင်းနေတယ်ဒါပေမဲ့နောက်တစ်ထပ်မှာတော့ သူတို့ကိုယ်တိုင်ကအရာအနေရများတဲ့အခြေအနေတွေမှာအလုပ်လုပ်နေရတယ်။ဝင်ငွေကလည်းမမောင်ဘူး။လူအတိုင်းအဝိုင်းကလည်းသူတို့ကိုအထင်သေးဖယ်ကျင်ထားကြပြန်ရော။အဲ့တော့ဒီနေရာမှာကဘာနှစ်ခုကထိတိုက်တွေ့ကြတော့တာပါပဲ။စင်နာကောင်းနဲ့ချမှတ်လိုက်တဲ့ခင်မီမူဝါဒတွေကဒီအမိုက်ကောက်သူတွေရဲ့ဘဝတွေကိုဘယ်လိုမျိုးချင်းချောက်မှုဖြစ်လာစေသလဲ။ဒါကိုဆက်ကြည့်ကြရအောင်။ပြဿနာရဲ့အဓိကအချက်ကရှင်းရှင်းလေးပါပဲ။အမိုက်စီမံခန့်ခွဲမှုကိုခင်မီအောင်လုပ်မယ်။ EPL လိုမူဝါဒရဲ့သုံးမဲ့ရှော်ရဲ့အခါမှာအဲ့စနစ်တကြီးက ပြန်လည်အသုံးပြုရေးလုပ်ငန်းရဲ့ကြောရိုးဖြစ်နေတဲ့လူတွေကိုမတော်တဆနဲ့ရဖိရှားလိုက်တယ်လို့ဖိသွားနိုင်တဲ့အန်ဒီလည်းရှိနေပါတယ်။ဒီလိုစဉ်းစားကြည့်လို့ရပါတယ်။တန်ဖိုးရှိတဲ့အမိုက်တွေပလတ်စတစ်တို့ခတ်ထူပြားတို့စနစ်သေးကိုဝင်လာပြီးအဲ့ဒီမှာလမ်းနှစ်တွယ်ကွဲသွားတယ်။လမ်းကြောင်းကခိမိစနစ်မှာတော့အဲ့ဒီမိုက်တွေကိုဆက်ယုံကြည်တစ်ခုစီပို့ပြီးမီးရှို့ဖျက်ဆီးလိုက်တယ်။ပစ္စည်းရဲ့တန်ဖိုးလည်းပြက်စီးသွားရော။လမ်းကြောင်းခတ်မှာတော့တရားမဝင်ကန်တာကအမိုက်ကောက်သူတွေကအဲ့ဒီပစ္စည်းတွေကိုစုတယ်။ အမျိုးအစားခွဲတယ်ပြန်အသွင်းပြုလို့ရအောင်လုပ်တယ်ပစ္စည်းရတန်ဖိုးကိုထိန်းသိမ်းလိုက်တာပေါ့ဒီစနစ်တစ်ခုကတန်ဖိုးရှိတဲ့မိုက်တစ်ခုတည်းကိုလုနေကြတာပါကဲပြဿနာတွေကိုတီးပြီးဆိုတော့အဖြေဘက်ကိုလှည့်ကြည့်ကြရအောင်လူတွေကိုဖယ်ခြင်းမဲ့အစားအားလုံးကိုပေါင်းစည်းပါဝင်စေမဲ့မူဝါဒမျိုးကိုဘယ်လိုပုံဖော်လို့ရမလဲ ဒီမှာပေါင်းစည်းထားတဲ့ EBR model တခုကိုကြည့်ကြရအောင်ပထမဆုံးထုတ်လုပ်သူတွေက EBR ရန်မုံငွေထဲကိုပတ်စံထည့်ရမယ်ပြီးရင်အဲ့ရန်မုံငွေကနေအမိုက်ကောက်သူသမွားယမအသင်းတွေကိုတရားဝင်ဝင်ဆောင်မှုပေးသူတွေဖြစ်စာချုပ်ချုပ်ပြီးအလုပ်အမယ်အဲ့ဒီအကသမွားယမအသင်းတွေကအမိုက်ဆူတာအမျိုးအစားခွဲတာတွေလုပ်ပြီးတင်ငင်တဲ့ဝင်ငွေတခုရလာမယ်အစူရကတော့ဂျာကနေစီကနေစံနှုန်းတွေကိုထိန်းချောင်းပေးတဲ့ခံကဏကနေပါဝင်မှာပေါ့ဟုတ်ပြီဒီနေ့ကျွန်တော်တို့ပြောခဲ့တာတွေပေါ့အချင်းချုပ်ရရဲ့အဓိကချက်၄ချက်ရှိပါတယ် တအမိုက်ပြဿနာဆိုတာလူတယောက်ချင်းကြောင်းထပ်အချုပ်မှုစနစ်ရဲ့ပက်ကော့မှုဖြစ်တယ်။နှစ်တရားမဝင်အမိုက်ကောက်ဆိုတဲ့ဆိုတာပြဿနာမဟုတ်ဘူးဖြည့်ရှင်းချက်ရဲ့အဓိကအစိပ်ပိုင်းဖြစ်တယ်။သုံးမူဝါဒတိုင်းမှာရိုက်ခတ်မှုတွေရှိတယ်။ဘယ်မူဝါဒမှကြားနေမဟုတ်ဘူး။နောက်ဆုံးချက်ကတော့ပဝန်းကျင်တရားမျှတမှုနဲ့ညဉ့်ညံ့မှုကာကွယ်ရေးကိုတရားရေးဖျောက်လို့ဆောင်နိုင်မဲ့အခွင့်အလမ်းကောင်းတစ်ခုရှိနေတယ်ဆိုတာပါပဲ။ ကဲနောက်ဆုံးအနေနဲ့စင်လာစရာမိခွန်းတစ်ခုနဲ့အဆုံးတတ်ချင်ပါတယ်ညဉ့်ညံစီတူကပေးချရလေဆိုတဲ့မူဝါဒကရောတကယ်ပဲညဉ့်ညံစီတဲ့တူတွေကိုတာဝန်ယူတာဝန်ခံဖြစ်လာအောင်လုပ်နိုင်ရလားဒါမှမဟုတ်သူတို့အတွက်ကတော့ဒါဟာလုံကန်းလဲပဖို့ကုန်ချားစီတစ်ခုအနေနဲ့စည်ရင်းနဲ့ထည့်လိုက်ရုံပဲလားဒီကြောင်းလေးကိုဆက်ပြီးတော့တွေးကြည့်ကြဖို့တိုက်တွန်းရရနေပဲဒီတင်ဆက်မှုကိုဒီမှာပဲအဆုံးတတ်လိုက်ပါစေ